မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့အနောက်ဆုံးရသတင်းတူတရုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NUG နဲ့ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ရှနေ့နေ့ပိုင်းတွေ့ဆုံပြီးဆွေးနွေးတဲ့မယ့်ဖြစ်ပါရရှင်။အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NUG နဲ့ NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ရှနေ့နေ့ပိုင်းတွေ့ဆုံပြီးဖြစ်ကြမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းလွတ်တော် က်ကင်နေဗီဆပ်ဆန်၏လူမှုကွန်ရက်မှတစဉ်တင်ထုတ်ပြန်ချက်အရသိရှိရသည်မလေးရှားဝန်ကြီးချုပ်အန်ဝါကအကြံဖက်စကောင်းဆောင်မြန်မာလိုင်းနှင့်ဧပြီလ18ရက်နေ့တွင်တွေ့ဆုံခဲ့ကြောင်းယင်းတွေ့ဆုံမှုမှာပွင့်လင်းမြင်သာပြီးအပြုသဘောဆောင်ကြောင်းမြန်မာပြည်သူများအတွက်ရေးပေါ်လိုအပ်နေသောလူသားချင်းစာနာထောက်ထားမှုအကူအညီများနဲ့တွင်စင်းစည်းရုံတစ်ခုဖွင့်လှစ်ရေးဆွေးနွေးခဲ့တဲ့အပြင်တိုင်းပြည်မူလအခြေအနေပြန်လည်ရောက်ရှိရေးကြီးမှုကိုလည်းဆွေးနွေးခဲ့ကြောင်းသိရှိရသည် ယနေ့နနက်ပိုင်းတွင်မြို့သားညီညွတ်ရေးဆိုရိုက်ကိုစလဲနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းမြန်မာပြည်သူများအကျိုးစီးပွားနှင့်တိုင်းပြည်တည်ငြိမ်ရေးအတွက်သက်ဆိုင်သူများအလုံးစုံနှင့်ညီနိုင်ရေးဆက်လက်တအားပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည် ထိုင်းလွတ်တော်မက်ကနေဗီကမှအာဆီယံဥက္ကဋ္ဌအနေဖြင့်မြို့သားညီညွတ်ရေးဆိုရိုင်းဝင်ကြီးချုပ်နှင့်အွန်လိုင်းမှတစ်ဆင့်တွေ့ဆုံဆွေးနွေးမျိုးသိရှိထားကြောင်းမြန်မာပြည်ငြိမ်းချမ်းမှုတည်ဆောက်ရေးအတွက်ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။ဆလဘီကျွန်းစုမြို့နယ်ပဲတိုင်ကျေးရွာပြူစောဒီထိုင်းစကန်ကို PDF တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲရှင်။တနင်္လာနေ့တိုင်းကျွန်းစုမြို့နယ်ပဲတိုင်ကျေးရွာပြူစောဒီထိုင်းစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအစံဘက်စစ်ကောင်စီတပ် သားများထိခိုက်သေးဆုံးမှုရှိကြောင်းကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနတန်သူပြောဆိုသည်ဧပြီလ12ရက်နေ့နနက်09:30မိနစ်ခန့်တွင်ကျန်းဘက်စစ်ကောင်စီတပ်သားအင်အားစုခန့်ရှိသောဘဲရန်ရွာပြူစောတီစတိုင်စကန်ကိုကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ရင်းထီတွေတိုက်ပွဲသည်25မိနစ်ခန့်ကြာမြင့်ခဲ့ပြီးကျန်းဘက်စစ်ကောင်စီတပ်သားထိခိုက်သေးဆုံးမှုရှိတဲ့အတွက်ကိုအတည်ပြုနိုင်ခြင်းမရှိပဲတိုက်ပွဲတွင်ပြူစောတီများက60မ မှလန်နေကြီးများလန်နေငယ်များဖြင့်ပြန်လည်ပြက်ကတ်တိုက်ခိုက်ခဲ့တော့လေတော်လန်ရဲပေါ်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခြင်းကြောင့်သိရသည် တိုင်းနောက်မှာပြူစောတိတွေတက်ဆွဲပြီးနေတာစစ်ခွေးသေးချင်းကတော့တီးကြတော့မတီးရသေးဘူးကျွန်တော်တို့လည်းစုံစမ်းနေသေးပဲအဲ့ဒီစကန်မှာစစ်ခွေးအင်အားတော့အလုံးပေါင်းရင်တော့20ကျော်လောက်ရှိတယ်အခုဝင်တိုက်တဲ့စကန်ကအင်အား10ဦးကျော်လောက်ရှိတယ်သူတို့ကနှစ်နေရာသုံးနေရာခွဲနေတာကိုကျွန်းစုမြို့နယ်ပြည်သူ့ကော်ရီဖွဲ့မှတောင်းရှိသူတွေကပြောဆိုသည်ရခုဆက်လက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အမေရိကန်တို့အေအေကိုထောက်ပံ့တော့မြေလို့ဆွဲတဲ့ရင်ဆောင်းပါးပဲဖြစ်ပါရဲ့ရှင် အမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှအထက်တန်းအရာရှိကြီးနှစ်ဦးဖြစ်သောတောင်နှင့်အလဲအာရှရေယာလက်ထောက်နိုင်ငံသားဝင်ကြီး Mrs. Nigo Chulin နဲ့ကျေးရရှာနေပစိဖဲရေယာလက်ထောက်နိုင်ငံသားဝင်ကြီး Andrew Harrett ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ထက်ကားသို့ရောက်ရှိလာကြသည်။၎င်းတွင်နေသူရန်ကုန်ရှိအမေရိကန်တန်ရုံယာယီတောင်ငယ် Mrs. Susan Stevenson နဲ့လိုက်ပါလာသည်ဟုဆိုသည်။အဆိုပါခီးစဉ်ရွေးချယ်သည့်ဘင်္ဂလားဒေ့ရှ်ဒီမိုကရေစီအသင်ကိုပြောင်းရေးကာလလုပ်ငန်းဆင်များဆွေးနွေးကြမည်ဖြစ်ပြီး Andrew Harrett မှရူရင်ချာပြည်တနာ နဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေများကိုရှုထောင့်ပေါင်းစုံမှဒေကတာဆွေးနွေးသွားမျိုးတရားဝင်သတင်းထုတ်ပြန်ချက်တွင်ပါရှိလာသည်။သတင်းထုတ်ပြန်ချက်တွင်ပါရှိမလာသေးကမြန်မာစစ်တပ်အပီးပိုင်ချိန်မုံနိုင်ရန်တရားစီရင်ရခိုင်နှင့်ချင်းပြည်နယ်ရှိတော်လင်းတက်များအတွက်ထောက်ပို့လမ်းကြောင်းတစ်ခုဖွင့်လှစ်ရေးပင်ဖြစ်သည်ဟုရခိုင် BBC နှင့် Writer သတင်းတောင်းဟောင်းဆိုဗီယက်ဘော်မီမှာ Eurasia Review Online စာဆောင်တွင်ရေးသားလာသည်။၎င်းကဆက်လက်ရေးသားရရင်အဆိုပါကိစ္စအားဘင်္ဂလားဒေ့ရှ်စစ်တပ်အားတိခောက်ဆုံးဆန်းနိုင်ရန် American Pacific စစ် က်ဌာနချုပ်မှဒုတိယအကြီးငယ်ဒုတိယဗိုလ်ချုပ်ကြီးချေဘီဖိုဝဲသည်ပြီးခဲ့သည့်လအတွင်းတက္ကသိုလ်ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟုဆိုသည်ဘင်္ဂလားဒေ့ရှ်စစ်တပ်မှရခိုကအမေရိကန်တို့ထောက်ပံ့လာမည့်ပစ္စည်းများထားရှိရန်နယ်မြေဝအနေရှိစစ်ခါလီဒေသကိုရွေးချယ်ပေးထားပြီဖြစ်သည်ကော့ဘဇားလေးစိတ်အားလည်းတပန်းနိုင်ငံရှိတုံလင်းဖွဲ့များအားပံ့မိုးပေးနိုင်ရန်တူရကီလို့ဒရုန်းများအခြေစိုက်လှုပ်ရှားနိုင်မည့်စခန်းတစ်ခုထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်လက်ရှိဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရကောင်စားနိုဘယ်ဆုရှင် ်မိုဟာမက်ယူနိုသည်၎င်း၏အစိုးရအာဏာအကိုပြောင်းဖြစ်လာစေရန်ဆောင်ကျဉ်ပေးခဲ့သည့်အတွက်အမေရိကန်၏ကျေးဇူးမကင်ရမကင်ကြောင်းလည်းဖြစ်နေသည်ထို့ပြင်တရုတ်တို့၎င်းတို့နေကြားတဖက်ရင်းယူနန်မှနေ၍ပင်လယ်လန်ကုန်းလမ်းဖြင့်ရခိုင်ကန်ယူရန်တို့ထိုးပေါက်ဝင်ရောက်လာမည့်အရေးကိုလိုလားမှုမရှိသဖြင့်လည်းအမေရိကန်ဘက်မှအဆိုပြုလာသည်ကိုလူလူလလပင်ထောက်ခံလိုပုံရသည်တရုတ်သည်မြန်မာသားမကအာရေဗျပင်လယ်ဘက်သို့ထိုးပေါက်နိုင်ရန်ပါကစ္စတန်ရှိဘလူးချစ်စတန်ပြည်နယ်တွင်ရရှိထားသောကုန်းလမ်းကြောင်းသည်လည်းလူမျိုးစုတော်လ လင်းအဖွဲ့များနဲ့ပါကစ္စတန်အစိုးရတပ်များနဲ့တိုက်ပွဲများအရှိန်မြင့်တက်လာတဲ့အများအဆိုပါလမ်းကြောင်းတွေလည်းအခြေမလာဖြစ်လာနေသည် ရွှေနော့ဖို့လေလုံးလုံးစေရွေးကောက်ပွဲလို့ဆရာမလို့ပဲအာနာဆက်လက်ဆုပ်ကင်ထားနိုင်ရင်းနဲ့အမြဲလိုကောင်းခဲစရာဖြစ်လာနေရသည့်ရိုဟင်ဂျာဒုက္ခသည်တသန်ခန့်အားလည်းပြန်ပို့နိုင်တော်မည်အရေးအတွက်အမေရိကန်ရဲ့ဆိုပြုချက်ကိုလက်ခံရင်း၎င်းဘက်မှလည်းထိခိုက်နေနာစရာမရှိသေးသမကအပန်းတကြီးလို့ဆရာမလို့ရေးအမေရိကန်တို့လည်းခြေနဲ့သွားစရင်ခွင့်ပြုလိုက်ခြင်းလည်းဖြစ်သည်ထို့တော်လည်းဘင်္ဂလားဒေ့ရှ်အားမြန်မာပြည်ထနာတဲ့ဆွေသင်ခံရမည်အရေးနဲ့တရုတ်ဘက်မှဒေါသထွက်လာပြီးရှင်နေမြုံနံမှုများဆုံးရှုံးသွားနိုင်သည့်အနေအထားမျိုး နစ်ရင်ဆိုင်ရာဝယ်ရှိနေသည့်ထုတ်တက်တရားဝင်ရအထက်ပါတရင်ကိုတော့ညှင်းဆို့ကြမိတာဖြစ်သည်မြန်မာရင်းစစ်တိတ်ညံပြင်းလာသောရေသေးကြောင့်တရုတ်တို့တဖြည်းဖြည်းနေမထေတိုင်မသာဖြစ်လာပြီးလာရှိုးကဲ့သို့၎င်းတို့ဆုံရှုံသွားသောနေမင်းများပြန်ရအောင်နောက်မှလိုက်ပြီးကောက်တင်ကောက်ပေးနေရသည်ကိုလည်းစိတ်ပြက်လာသည်ရခိုအခါရခိုင်တွင် MNDAA ကဲ့သို့မဟုတ်ပဲမြို့သားရဲဇာတိမန်ပြည်နယ်တိုက်ပွဲဝင်နေသောအရခါတမ်ရောလက်မှိုက်ချရလို့မတက်ဖြစ်လာနေသည်ဤသည်ကိုရိတ်စားမိသောအမေရိကန်သည်ရခိုင်နှင့်ချင်း င်းရှိတော်လိုင်းတပ်ဖွဲ့များအားဆလနန်များစာနယ်ရိတ်ကန်နှင့်ဈေးဝများပံမိုးပေးနိုင်ရန်ဘင်္ဂလားဒေ့ရှ်တွင်လာရောက်ဆွေးနွေးသည့်အစဉ်ရောက်ရှိလာပေဖြစ်သည်။နိုင်ငံမြောက်ပိုင်းတွင်လည်းကချင်လွတ်လပ်ရေးတပ်မတော်မှနေမြေအမြောက်များတည်ယူနိုင်ခဲ့သည့်ပြင်ပံဝါနှင့်ချီပွေရှိမြေရှားတပ်တို့တွင်များလည်းထိန်းချုပ်လာနိုင်ခဲ့သည်။ချင်းတော်လိုင်းတပ်ဖွဲ့များသည်လည်းပြည်내ဒုတိယအကြီးဆုံးမြို့ဖြစ်သည့်ဖလန်အားလည်းမကြသေးမီကပြီးပိုင်တည်ယူနိုင်ခဲ့သည်။အိန္ဒိယဘက်မှလည်းချင်းတော်လိုင်းတပ်ဖွဲ့များညှဉ်းညွှန်းရေးတည်ဆောက်နိုင်ရန်ဆေးဆက်ဆွေးနွေးပေးခဲ့ပြီးနောက်မကြာမီမှာ ပင်ယခုလိုအောင်မွေကြီးထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည် MNDAA သည်လည်းလောရှိုးကိုဇိုလန်ကုံအထိအစင်းလိုက်ဆုတ်ခွာပေးမည်ဟုမူလသဘောတူညီချက်ထားမှုကိုတရုတ်ဘက်ကမဆောင်နိုင်တော့ဘဲအတင်းချက်ဖိအားပေးလာနေ၍ဧပြီလအကောင်နှင့်အပြီးဆုတ်ခွာပေးရဖို့ရှိနေသည်ဧပြီလ22ရက်တွင်စေကောင်စီတစ္ဆာကံဝန်ထမ်းများလောရှိုးတို့ဝင်ရောက်လာတော်မည်ဖြစ်သည် ် MNDA သည်၎င်းတို့ဆင်မြေပြင်တွင်အကြဆုံများစွာရင်၍ဂျာကုတ်ဂျာကဲတိုက်ခဲ့ရသည့်လာရှိုကိုတရုတ်တို့ကြောင့်စပွဲပေါ်ရင်းတက်ထိုင်နေလက်လွတ်ပေးခဲ့ရမှုကပေါ်မကြေမနက်ဖြစ်လာနေသည် တရုတ်တို့စိတ်ရှိလက်ရှိကုတ်သွေးစုံနိုင်မှုကတော်လိုင်းအဖွဲ့များအားလုံးနဲ့အပြည့်ခက်ရစေရမှသာဖြစ်ပေလိမ့်မည်။ထို့သောဖြစ်လာရွေးဒီမှာလည်းစစ်တပ်ကယုံကြည်လက်ခံနိုင်လာသောရွေးကောက်ပွဲမျိုးဖြင့် Federal Democracy ကိုလက်ခံပေးမှသာဖြစ်နိုင်တော့ရေးတရုတ်သည်မြန်မာတွင်ပြိုင်မြင်မှလာမည်သဖြင့်ငွေမျိုးငွေနဲ့လိုက်ဆိုသည့်လောင်းကစားသမားဘွားရောင်းနေရသည်။တရုတ်ဖို့မင်းအောင်လိုင်းသည်ဆိုဗီယက်နေချေဘူးလား American ၏ Arshad Ghani ဖြစ်လာနေပြီဟုမြို့လူမြို့ခင်ဖြစ်လာနေသောသင်္ဘောကြီးအားရေပေါ်ပေါ်ရန်ကြိုးပမ်းနေဖို့နှိုင်းယှဉ်ပြော ောဆိုလာကြသည်ဒေါ်နယ်ထရန်သည်တရုတ်ပေါ်အခွန်တွေးစည်းချက်လာမှုသည်၎င်းတင်သည်လို့ဖြစ်မလာ၍245ရာခိုင်နှုန်းတီပင်ရောက်ရှိလာခဲ့ပြီးဖြစ်သည်ထို့အတွက်အခြားတစ်ဖက်မှတရုတ်အားအညာကိုင်နိုင်ရန်စစ်မျက်နှာတစ်ခုထပ်ဖွင့်ပေးလိုက်ခြင်းလည်းဖြစ်နိုင်မိသည် မင်းအောင်လိုက်ဘုံငိုရမလို့ရေရမလို့ဖြစ်လာတယ်က၎င်းနဲ့တွေးပြီးချက်ချင်းလိုပဲမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဒီအမျိုးသားညီညွတ်ရေးဆိုရကိုယ်စားလှယ်များနဲ့တွေ့ဆုံမှုကြီးညာလိုက်ခြင်းကြောင့်ပင်ဖြစ်သည်နှစ်သက်ကိုယ်တွင်ပျော်ရွှင်စရာသတင်းများနဲ့အတူရှေ့လျှောက်စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းမာခြင်းတွင်မိတ်ဆွေပေါင်းပြည့်စုံနိုင်ကြပါသည်ပြည်သူတွေခုခံတွန်းလှန်ဆက်မုတ်ချအောင်ရမည်